ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တို့ကြားနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ကချင်ပြည်နယ်ဗမော်ဖားကန့်ဝိုင်းမော်ခေါလန်ဖူးမြို့နယ်တွေမှာစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုအပြင်းထန်ပြုလုပ်ခဲ့ပြီးအရသာတေဆုံထိခိုက်ခဲ့တယ်လို့ KIA ကပြောပါရယ်။ဖားကန့်မြို့နယ်အခြေစိုက် KIA တပ်မဟာကိုတရင်6နေရာကိုအော်တိုဘလ22ရက်နေ့မှာစစ်တပ်ကနေရောညပါလေကြောင်းနဲ့အပြင်းထန်တိုက်ခိုက်ခဲ့တာလို့သိရပါရယ်။ တရင်6ပုံကျဲတိုက်ခိုက်ခံရတဲ့အထက်သေဆုံးထိခိုက်အခြေအနေအသေးစိတ်ကိုတော့မသိရသေးဘူးလို့ KIA သတင်းနဲ့ပြန်ကြားရတဲ့တာဝန်ခံဗိုလ်မှူးကြီးနော်ဘူးက DVB ကိုပြောပါရယ်။ဒါ့ပြင်ဗမော်မြို့ဝိုင်းမော်မြို့နဲ့လန်းဆဲရွာတွေကိုလည်းပုံကျဲနေပြီးပြည်သူတွေရှိတဲ့နေရာကိုပဲကျဲတာလို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ်။ KIA ရဲ့စီရင်အရာအော်တိုဘာလ20ရက်နေ့ကနေ22ရက်နေ့အထိစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ခေါလန်ဖူးမြို့နယ်လာဘော်ရွာမှာအသက်80အရွယ်အမျိုးသမီးတစ်ယောက်သေဆုံးပြီးဝိုင်းမော်မှာအရသာ3ယောက်ထိခိုက်ခဲ့တယ်လို့ဆိုပါတယ်ရှင်။